ဟင်းဝရဲ့လည်းဒမရဲ့ဆက်ဆံရေးကိုပြသားစွာပြောလာတဲ့ဆောင်းယွန်းဆန်ပရိသတ်များအလုံးမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ပရိသတ်တွေအလုံးတည်ကြတဲ့အချိန်မှာမင်းသားကျော်ဟင်းဝီရဲနဲ့မင်းသမီးကျော်လေးဆိုပြတဲ့ဇင်နဲ့လက်ထပ်တော်မှာဖြစ်တယ်လို့သတင်းတွေထွက်ရှိထားတာပါဒီလိုမျိုးဆိုပြတဲ့ဇင်နဲ့မင်္ဂလာဆောင်ဖို့အထိတိုင်ပင်နေကြပြီးကမှမင်းသားဟင်းဝီရဲတယောက်ကတော့အမွေးနေ့ပွဲတစ်ခုမှာဇက်ပိုးဆက်ရံမင်းသမီးဆောင်ရုံးဆန်နဲ့မယိုးသားတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ဓာတ်ပုံပေါ်ထွက်လာခဲ့ရကြောင်းလူပြောများနေပါတယ်မင်းသားဟင်းဝီရဲရဖခင်ဖြစ်သူဦးဝင်းကိုကိုယ်တိုင်ကအသားဖြစ်သူအတွက်သူတို့သမီးကိုအသေးချရွေးပေးထားတာပါဦးဝင်းကိုဟာမကြခင်ကအင်တာဗျူးတစ်ခုမှာအသားဖြစ်သူဟင်းဝီရဲလက်ထပ်မင်္ဂလာတဲ့ရင်ကို ဒီနှစ်2025ခုနှစ်အတွင်းကြားရတော့မှာဖြစ်တယ်လို့ဆိုပါရယ်ဒါအပြင်သူ့ရဲ့သတို့သမီးကလည်းပရိသတ်တွေထင်းတဲ့တယောက်လို့တောင်းအရေးအမတ်တွေပေးခဲ့ရပါဟဲဝရန်ကလည်းလက်ထပ်ရတော့မယ့်အရွယ်ကိုရောက်ရှိနေရကြောင်းသူကိုယ်တိုင်ကိုကဖားခင်သဘောတူစီစဉ်ပေးရသူနဲ့ပဲလက်ထပ်ဖို့အတွက်အဆုံးဖြတ်ထားတာပါဥဝင်းကိုမပြောခင်ကလေးကအဟင်းဝင်ရတဲ့အစိုးပြတဲ့စင်တို့ကိုချစ်ကြိုက်နေကြတာဖြစ်တယ်လို့ပရိသတ်တွေကပြောထားပါတယ်။သူတို့နှစ်ယောက်ကိုယ်တိုင်ဝင်မခံခြင်းကြောင့်ပဲလေနှစ်ယောက်သားချစ်ဖို့ကောင်းတဲ့အမှုအရာလေးတွေအပြုတ်မှုလေးတွေကပရိသတ်တွေကြားမှာမတင်က စရာလေးတွေဖြစ်လာခဲ့ရပါတယ်။သူတို့ဇုံတွယ်လေးကချစ်ဖို့ကောင်းလို့ဆိုပြီးပရိသတ်တွေကတော့ကြိတ်ပြီးတော့တဘောတူနေကြပါသေးတယ်။အခုတော့ပရိသတ်တွေညှော်မဲထားတဲ့အချိန်မင်္ဂလာသတင်းကိုကြားသိကြရတော့မှာပါ။နောက်ပိုင်းမှာတော့ဓာတ်ပုံဓာတ်ပုံထွက်လာပြီးနောက်ဟဲဝင်ရဲ့အစိုးပြသစင်တို့ကြားမှာစနိုင်းမပေါ်လာတော့မှလားလို့ဝေဖန်နေကြတာတွေရှိပါသေးတယ်။ ဓာတ်ပုံထဲမှာဆိုရင်ဟင်းဝင်ရံနဲ့ဆောင်းရုံးဆန်တို့ဟာမွေးနေ့ပါတီပွဲတစ်ခုကိုရောက်ရှိနေရပါဒါပေမဲ့ဟင်းဝင်ရံကပါတီပွဲကျင်းပနေချိန်ဆောင်းရုံးဆန်ကိုမယုံသားတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့ရကြအောင်ဟင်းဝင်ရံဆိုပြတဲ့စင်နဲ့ဆောင်းရုံးဆန်တို့ကြားမှာသုံးပွင့်ဆိုင်အချက်ဇလန်များလာလို့တောင်းမိကုန်ထုတ်နေကြပါတယ်ပရိသတ်တွေကြားမှာပြောစရာဖြစ်သွားတာကမကြသေးခင်ကစိန်နန်းတော်ရဲ့ပရိုမိုးရှင်းပွဲတစ်ခုမှာဆိုပြတို့ဇုံတွေနဲ့အတူဆောင်းရုံးဆန်ကလည်းရောက်ရှိနေရပါအတူတူထိုင်နေတဲ့တောင်မှာဆောင်းရုံးဆန်တယောက်ဟင်းဝင်ရံနဲ့ဆိုပြကိုမနာလိုဝင်တိုးတဲ့အကြည့်တွေနဲ့အကြာကြီးဆိုင်ကြည့်နေရက ကြောင့်လူအများအားမှသိသာသွားစေခဲ့ပါတယ်ဒီလိုပြန့်နှံ့နေတဲ့ကောလာဟလသတင်းတွေကိုပြန်လည်ဖြည့်ရှင်းခဲ့ရကတော့ဆောင်းယွန်းဆန်ကိုယ်တိုင်ပါပဲဆောင်းယွန်းဆန်တယောက်ကတော့ဒီလိုသတင်းတွေထွက်လာကြတဲ့ကဖြည့်ရှင်းခြင်းခဲ့ပေမဲ့ဟဲဝရန်နဲ့ဆိုပီရိုနဲ့ပတ်သက်ပြီးတော့အရင်ကငဲညာရမယ့်ကိစ္စတွေရှိနေခဲ့ရကြောင်းသူနဲ့ပတ်သက်လို့သတင်းထွက်လာသမျှသတင်းတိုင်းကိုဖြည့်ရှင်းဖို့အတွက်တွန်းဆုတ်နေရပြီးတော့ရေငုံနှုတ်ပိတ်တီးခတ်နေကြရလို့ဆိုပါတယ် အခုခါမှာတော့ဆောင်းရွံဆန်တယောက်ဒေါသဖြစ်နေတဲ့ပုံစံမျိုးနဲ့ post င်ထားခဲ့ရပါသူမပြောခဲ့ရကတော့ရှင်းပြရင်လည်းအတန်ရှင်းယူရဲထင်ခံရပြီးတော့မတင်ပြရင်လည်းမိန်းကလေးဖြစ်ပြီးတိတ်ခါမရှိဘူးအထင်ခံရနဲလားဆိုပြီးငြိမ်နေတာမလားလို့ပြောကြလွန်လွန်နောက်ဆုံးနေနဲ့ဖြည့်ရှင်းတော့မယ်လို့ဆိုပါရယ်အခုလိုမျိုးမင်းသားဟင်းဝင်ရံနဲ့မွေးနေ့ပါတီပဲတခုမှပြန့်နှံ့သွားတဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ရှင်းပြခဲ့ရကတော့ဟင်းဝင်ရံနဲ့တငယ်ချင်းမိတ်ဆွေတွေအနေနဲ့ပွဲတွေတော်တော်များများမှာစုံဘူးကြပြီးတော့အပြင်မှာလည်းတငယ်ချင်းလိုပဲရင်းနှီးကြတာလို့ဆိုပါရယ်ဒီပုံတွေကိုအသုံးပြုပြီးတော့မီဒီယာအ တွေကကပ်ရှင်မျိုးစုံနဲ့အားလုံးအထင်မြင်လွဲအောင်လုပ်နေကြတာလို့ဆိုပါတယ်။ဒါပေမဲ့တချို့ပြည်သက်တွေကတော့ဆိုးပြေကိုချစ်ခင်ကြတဲ့အတွက်ဟင်းဝင်ရံနဲ့သဘောတူထားတာကိုတောင်ပြန်ဖြတ်ချင်နေကြပါတယ်။ဘသူမဆိုအနေနည်းရင်ပါသွားကြတာသဘာဝလိုဖြစ်နေရကြောင်းလက်မထက်ခင်တော့ဆိုးပြေကိုနှမျောနေကြပါပြီ။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သက်တို့အနေနဲ့ဟင်းဝင်ရံတို့ဇုံတွဲနဲ့အဆောင်ရုံးစံတို့ကြားမှာသုံးဖွင့်ဆိုင်အချစ်ဇလန်များရှိနေမလားဆိုတာကိုမိမိတို့ရဲ့အမြင်လေးတွေကိုပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။